ရှင်တွေအားလုံးသားလေးစွာပါ Development Media Group DMG ရဲ့2025ခုနှစ်မတ်လ30ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ် ဒီကနေ့မှာတော့မတ်လ30တရက်နေ့ကနေဧပြီလ6ရက်နေ့အထိ9ရက်တာကာလကိုနိုင်ငံအဆင့်ဝန်းနေရအပြင်စစ်ကောင်စီတမတ်တဲ့တဲ့ရင်မောင်တော်မှာအာဆာခြုံကိုတိုက်ခိုက်မှုကြောင့်အေအေတပ်ဖွဲ့ဝင်တချို့အသေးဆုံးတဲ့အကြောင်းငလျင်ပေးသိမ့်မြန်မာနိုင်ငံကိုနိုင်ငံသားသတင်းထောက်တွေဝင်ရောက်ခွင့်စစ်ကောင်စီပိတ်ပင်ထားတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကျမဆောင်းစာကြီးနဲ့အတူစော်ငင်းအောင်မင်းတို့နဲ့အတူပူပေါင်းတင်ဆက်ပေးသွားမှာပါ ပထမဆုံးအနေနဲ့မက်လ31ရက်နေ့ကနေဧပြီလ6ရက်နေ့ထိ9ရက်တာကာလကိုနိုင်ငံအဆင့်1ရက်အဖြစ်စက်ကောက်စီတက်မှတ်တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။မက်လ26ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ register scale 9.9အဆင့်ရှိတဲ့ငလေရင်ကြောင့်လူအသက်များစွာဆုံးရှုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေအတွက်စာနာနားလည်မှုနဲ့အတူထပ်တူခံစားရတဲ့နိုင်ငံအဆင့်1ရက်အထိမ်းအမှတ်ရဲ့အဖြစ်စက်ကောက်စီကကြေညာခဲ့ပါတယ်။ မက်ရှိလာ31ရက်နေ့ကနေဧပြီလ6ရက်အထိ9ရက်တာကာလကိုနိုင်ငံတော်အဆင့်1နဲ့တိုင်မှအဖြစ်သတ်မှတ်လိုက်ပြီးအဲ့ဒီနေ့ရက်တွေမှာနိုင်ငံတော်အလှံကိုတိုင်တဝက်လွှင့်တူကြရမှာဖြစ်တယ်လို့ဆိုထားပါတယ်ခင်ဗျာဆက်လက်ပြီးမောင်လောမှာအာစာရှင်ကိုတိုက်ခိုက်မှုကြောင့်အေတပ်ဖွဲ့ဝင်တို့သေဆုံးတဲ့တဲ့င်းကိုတင်ဆက်ပေးရှင်ပါတယ် မောင်တိုးမြို့နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နေဆက်မှာအာဆာတပ်ဖွဲ့တွေကရှင်ကိုတိုက်ခိုက်ခဲ့တာကြောင့်အာရခတပ်တော်တပ်ဖွဲ့ဝင်တချို့သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။မက်ရှလ29ရက်နေ့မှာတောင်မြို့ကျင်းဆောင်ကလန်မိတိုက်ကြီးရွာနီးဆိုင်ကင်နဲ့ကင်းလင်းနေတဲ့အာရခတပ်တော်တပ်ဖွဲ့ဝင်တွေကိုအာဆာအဖွဲ့ကရှင်ကိုတိုက်ခိုက်ခဲ့တာကြောင့်နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအာရခတက်တော်ပြောခွင့်ရသူဥခိုင်ဒုက္ခကို DMG ကဆက်သွယ်မြင်းမြန်းထားစေဖြစ်ပါတယ်။ ဘိခေတဲ့ရက်ပိုင်းကအာဇာကောင်းဆောင်အတာဘူလာကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းလိုက်ပြီးတဲ့နောက်အခုကျန်တဲ့တပ်ဖွဲ့ဝင်တွေကအေအေကိုတိုက်ခိုက်လာနေတာပါအရခတ်တပ်တော်ထိန်းချုပ်ထားတဲ့ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နေဆက်မောင်တော်ဒေသမှာအာဇာဖွဲ့ဝင်တွေရှုံကိုတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်တတ်ပြီးအရခတ်တပ်တော်နဲ့နှစ်ဖက်တိုက်ပွဲတွေမကြာခဏဖြစ်တတ်တာကြောင့်ဒေသခံတွေစိုးရိမ်စရာဖြစ်နေပါတယ် ငလင်းဘေးသိမ်းမြန်မာနိုင်ငံကိုနိုင်ငံခြားသတင်းထောက်တွေဝင်ရောက်ခွင့်စစ်ကောင်စီပိတ်ပင်ထားတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ငလင်းဘေးသိမ်းမြန်မာနိုင်ငံအတွင်းကိုနိုင်ငံတကာသတင်းထောက်တွေလာရောက်သတင်းယူခွင့်ကိုစစ်ကောင်စီကပိတ်ပင်တားမြစ်ထားတယ်လို့သိရပါတယ်။မြေငလျင်သတင်းရယူဖို့အတွက်ပျက်စီးထိခိုက်သေးဆုံးခဲ့ရတဲ့မြေပြင်ကိုနိုင်ငံတကာသတင်းဌာနတွေကမြန်မာနိုင်ငံကိုဝင်ရောက်ဖို့တောင်းဆိုမှုတွေရှိနေပြီးပြည်ဝင်ခွင့်ကိုစစ်ကောင်စီကပိတ်ပင်ထားတာပါ နိုင်ငံတကာသတင်းဌာနတွေမြန်မာနိုင်ငံကိုဝင်ရောက်ဖို့တောင်းဆိုမှုတွေကိုစစ်ကောင်စီဘက်ကလက်ခံရရှိထားကြောင်းဒါပေမဲ့ရေလျှက်စစ်မီးနဲ့ဟိုတယ်တွေအဆင်မပြေတာကြောင်းတောင်းဆိုမှုမှလည်းအဆင်မပြေဘူးလို့ဆိုပါတယ်အဲ့လိုနိုင်ငံသားတရင်ဌာနတွေကိုစစ်ကောင်စီကပိတ်ပင်ထားမှုအပေါ်မြန်မာနိုင်ငံတရင်မီဒီယာလောကသားတွေအကြားဝေဖန်မှုတွေမြင့်တက်နေပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းစကိုင်းမန္တလေးနေပြည်တော်ပဲခူးရှမ်းတောင်စတဲ့ဒေသတွေမှာထိခိုက်ပျက်စီးမှုတွေများခဲ့ပြီးတော့သေဆုံးဒဏ်ရာရသူပျောက်ဆုံးသူထောင်နဲ့ချီရှိနေပြီးတော့အများအပြားမှာလည်းအဆောင်အုံတွေအောက်မှာပိတ်မိနေကြပါတယ်တဲ့နေကိုတင်ဆက်ပေးနေပါရယ်မိုင်းနေမီလို့တောင်ကုတ်ဒေသခံတယောက်ရှေ့တစ်ဖက်ပြတ်သွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါ ရခိုင်ပြည်တောင်ကုန်းမြို့နယ်ကကြိုးကြခွင့်ကျွေးရမှာဒီကနေ့မက်ရှလ31ရက်မနေ့ပိုင်းကမိုင်းနေမီလို့တကြီးပိုင်းအမျိုးသမီးတယောက်ရှေ့တစ်ဖက်ပြတ်သွားခဲ့တယ်လို့သိရပါတယ်။မိုင်းနေမီသူဟာကြိုးကြခွင့်ကျွေးရကသက်60ကျော်အရွယ်ဒေါ်အောင်မြဖြစ်ပြီးအနီးနားကတောင်ကိုထင်းရှားဖို့တောရှိန်မိုင်းနေမီခဲ့တာပါ။မိုင်းပေါက်ကွက်ခဲ့တာကြောင့်ဒေါ်အောင်မြရဲ့ဘယ်ဖက်ရှိတော့ပြတ်ထွက်သွားခဲ့ပြီးညာရှိတော့ဟာလည်းပြင်းထန်တန်ရာရှိသွားတဲ့အတွက်အရေးပေါ်စေကူတမှုခံယူနေရတယ်လို့သိရပါတယ်။တောင်ကုန်းမြို့နယ်မြို့နယ်တစ်ဝိုင်းမှာမိုင်းပေါက်ကွက်တဲ့ဖြစ်စဉ်တွေမကြာခဏကြုံတွေ့နေရပြီးဒေသခံထိခိုက်ဒေဆုံးမှုတွေဟာလည်းမြင့်တက်နေပါတယ်။ မလေးရှားကေဆေးရဲ့အဖွဲ့စကိုင်းမှာကုညီကေဆေးရဲ့လုပ်ငန်းတွေစတင်လှုပ်ဆောင်နေတဲ့တဲ့တင်ကို တင်ဆက်ပေးရှင်ပါတယ်။မလေးရှားတဘောဝဘေးကုညီကေဆေးရဲ့အဖွဲ့တွေဟာငလျင်ကြောင်းထိခိုက်မှုများတဲ့စကိုင်းမြို့မှာကုညီကေဆေးရဲ့လုပ်ငန်းတွေစတင်နေပြီဖြစ်တယ်လို့သိရပါတယ်။တပ်ဖွဲ့ဝင်16ဦး၊ရဲ73ဦး၊မိသက်နဲ့ကေဆေးရဲ့ဝန်ထမ်း22ဦးပါဝင်တဲ့အဲ့ဒီကေဆေးရဲ့အဖွဲ့ဟာမက်ရှလ30ရက်နေ့မှာရန်ကုန်ကိုရောက်ရှိခဲ့ပြီးတဲ့နောက်ဒီနေ့မှာစကိုင်းကိုသွားရောက်ခဲ့တာပါ။ မက်ရှလ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်သခိုင်းမှာ60ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးခဲ့ရပြီးအသေးပြောက်များခဲ့ပါတယ်။ကလင်ကြောင့်တေဆုံးသူရနဲ့ရှိရှိနေပြီးပျောက်ဆုံးနေသူတွေလည်းအများအပြားရှိကအတိအကျကို မသိနိုင်သေးပါဘူး။လက်ရှိသခိုင်းမြို့မှာအရေးပေါ်အစားအစာတောက်ရည်တန်းရှင်တောင်ဓာတ်ပေါ်ဒီဘက်ဖျားအမျိုးသမီးလာစင်သုံးပစ္စည်းစားတဲ့အရေးပေါ်လွယ်ချက်တွေမြင်မာနေပြီးကုညီကေစီရဲ့အဖွဲ့တွေလည်းနေပါနေစေဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ်။ အင်အားပြင်းငလျင်ကြောင့်နိုင်ငံတော်သေဆုံးသူ1900ကျော်နဲ့ဒဏ်ရာရရှိသူ3400ကျော်ထိတိုးလာနေတယ်လို့မနေ့ကစစ်ကောင်စီထုတ်ပြန်ရှင်းရသိရပါတယ်ဆလာပြီးတော့ပြည်သူတွေကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကတာစီပေးဖို့နိုင်ငံတကာက NLD တောင်းဆိုတဲ့သတင်းကိုပြောပြပေးဦးမှာပါ ငလျင်ဘေးခံစားနေရခြင်းစစ်ကောင်စီကအရတားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုနဲ့စစ်ကြောင်းထုံးဝင်ရောက်ဖမ်းဆီးတပ်ဖြတ်မှုတွေလုပ်နေတာကြောင့်ရက်ဆိုင်စည်ရဲဆောင်ရွက်ပေးဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကနိုင်ငံတကာကိုမနေ့ကမတ်လ30ရက်နေ့မှာတောင်းဆိုလိုက်ပါတယ် အဲ့ဒီထုတ်ပြန်ချက်မှာစေကောင်စီရဲ့အာဏာသိမ်းမှုကြောင့်ပြည်သူတွေပြည်တွင်းစစ်တမ်းကိုခံစားနေကြရပြီးငလျင်တံကိုလည်းဆိုးရွားစွာ ခံစားနေရအချိန်မှာစစ်ကောင်စီကနောင်ချုံမြို့နယ်မှာရှိတဲ့နော်လင်ကျေးရွာ၊သခိုင်းတိုင်းချောင်းဦးမြို့နယ်မှာရှိတဲ့နှွေခွေကျေးရွာ၊ပဲခူးတိုင်းဖြူးမြို့နယ်မှာရှိတဲ့ကျေးရွာတချို့နဲ့မကွေးတိုင်းပေါင်းမြို့နယ်တို့ကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ကျူးလွန်နေတာလို့ဆိုထားပါတယ်။အခုလိုငလျင်တံခံစားနေရချိန်လူသားချင်းစာနာထောက်ထားရဲ့အကူအညီပေး က်ကြတဲ့နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့အကူအညီတွေကိုပြည်သူတွေစီဓာရိုက်ရောင်းနိုင်တဲ့နိလန်နဲ့သာကူညီပေးကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ အာဆီယံနိုင်ငံရှာရေးဝန်ကြီးတွေငလျင်ဘင်းသင့်မြန်မာနိုင်ငံကိုဧပြီလ9ရက်နေ့မှာလာရောက်မဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါအာဆီယံသဘာဝပတိမလေးရှားနိုင်ငံရှာရေးဝန်ကြီးနဲ့အတူအာဆီယံနိုင်ငံရှာရေးဝန်ကြီးတွေလူသားရှိစာနာမှုဆိုင်ရာခရီးစဉ်အဖြစ်ဧပြီလ9ရက်နေ့မှာမြန်မာနိုင်ငံကိုသွားရောက်မှာဖြစ်တယ်လို့အာဆီယံကမက်ရှလ30ရက်နေ့ကထုတ်ပြန်ပါတယ်မြန်မာနဲ့ထိုင်ကအင်အားပြည့်ငလျင်နဲ့ခံခဲ့ရတဲ့အရေးနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံရှာရေးဝန်ကြီးတွေဟာမတ်လ30ရက်နေ့ကအရေးပေါ်အထူးအစည်းအဝေးကျင်းပပြီးနောက်ထုတ်ပြန်လိုက်တာပါအစည်းအဝေးမှာအာဆီယံဝန်ကြီးတွေကငလျင်တန်းခံခဲ့ရတဲ့မြန်မာနဲ့ထိုင်နိုင်ငံ ံကအထူးသဖြင့်မန္တလေးနေပြည်တော်စကိုင်းဘန်ကောက်ရှင်းမိုင်နဲ့အနီးတစ်ဝိုက်ဒေသတွေကထိခိုက်ဒေဆုံးမှုတွေပျက်စီးမှုတွေအတွက်အထူးဝန်နဲ့ကြေကွဲကြောင်းပြောဆိုခဲ့ကြပါတယ်။အခုလိုဘေးကာလမှာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူစေလုံးညီညွတ်စာနဲ့ငလျင်တန်ခံခဲ့ရတဲ့မိသားစုဝင်တွေနဲ့အတိုင်းဝန်းတွေကိုကူညီဖို့တန်ဋိတန်ရှာထားကြောင်းလည်းပြောဆိုခဲ့တာပါ။အာဆီယံလူသားချင်းစာနာမှုဆိုင်ရာညီနိုင်ရေးစင်တာ AHA စင်တာကအာဆီယံအရေးပေါ်တုတ်ပြန်ရေးနဲ့အကဲဖြတ်ရေးအဖွဲ့ ERAD နဲ့အာဆီယံဘေးအန္တရာယ်အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစနစ် DELSA ကတဆင့်ကစေးပစိ ေစုဆောင်ပြင်ဆင်နေတယ်လို့လည်းထုတ်ပြန်ချက်မှဖော်ပြပါဗျ။ AHA စင်တာရဲ့အကူအညီနဲ့လိုအပ်တဲ့လူသက်ရှင်းစာနာမှုအကူအညီတွေအချိန်နဲ့တပင်းကြီးထိထိရောက်ရောက်ပေါ်မိုးနိုင်ဖို့အာဆီယံနိုင်ငံရှားရေးဝန်ကြီးတွေကကတိကဝတ်ပြုခဲ့ကြတယ်လို့ဆိုပါတယ်ခင်ဗျာ။ဒီကနေ့သတင်းအသံထောက်လွှင့်တဲ့အစီအစဉ်ကိုတလောင်းနဲ့ပဲရန်နာလိုက်ပါတယ်။ ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း669 643 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတနင်္လာနေ့ကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။ နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။